ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့305လ2025ရဲ့ La Liga เนาะသုံးသက်ချက်၄ပွဲဒါဒီနေ့အခုဒီ video မှာပြောပြမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်နောက်ဆုံး video မှာဒါရွေးချယ်မှုလေးတွေပြောပြမှာဖြစ်ပါတယ် Bundesliga သုံးသက်ချက်ကတော့ now live မှာကျွန်တော်ရွေးချယ်မှုနဲ့အတူပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ live လေး၄ခုပဲလွှင့်ပြမယ်เนาะ live ၄ခုတော့လွှင့်လာပါတယ် Premier League တစ်ခု Serie A တစ်ခုအခုဒါ La Liga နဲ့နောက်ထပ်တစ်ပုဒ်ကဒါ ဘွန်နေဒီယာနဲ့အတူရွေးချယ်မှုလိုက်ပြီးနောက်ဆုံးမှာရှိပါမယ်။ Okay အဲ့တော့ကျွန်တော်ဟိုတောက်လျှောက်ပဲပြောသွားလိုက်တော့မယ်ပေါ့လေနော်။ဆိုတော့အသေးလေးလက်မလေးလေးတရားတစ်ချက်တော့ကုညီပြီးတော့နှိပ်ပေးကြပါမလားတို့နော်ကျေးဇူးများတင်ပါတယ်ဗျဆိုတော့လာလီဂါမာကလက်ရှိအနေထားမှာဒါအလာဗတ်နဲ့အက်တလတီကိုမက်ဒရစ်အနေထားပေါ့လीနော်ကျွန်တော်ကြေးလေးပြပေးပါမယ်နော်မင်္ဂလာပါဗျအဲ့ကျွန်တော်တောက်လျှောက်ပြောသွားလိုက်မယ်နောက်ဆုံးမှပဲ brother တို့ comment တွေကျွန်တော်ဖတ်ဖတ်လိုက်ပါတော့မယ်နော်နောက်ဆုံး live မှာကျွန်တော်တော်ကီဖုတ်ကြတာပေါ့အခုဒါလာလီဂါ live လေးခဏ လွှင့်လိုက်ဦးမယ်ဗျာနော်အဲ့တော့ကျွန်တော်ဂျီလီတွေပြပေးမယ်အဲ့တော့ဒီလာလီယံကာမာကတော့ကျွန်တော်အကြိုက်ဆုံးပွဲတစ်ပွဲရှိတယ်နော်အဲ့ဒါဗလန်ဆီယာနဲ့လက်စပါမယ်ဒါပေမဲ့ software တွေကနေတောက်လျှောက်ပြောပြပေးပါမယ်အဲ့တော့လာဗန်နဲ့ကျွန်တော်တီကိုတီကိုကလောလောဆယ်မှာပထမအကြော့ကိုတလုံးတည်ပေးထားတယ် sorry ကမလေးအဲ့တော့ပထမအကြော့ကိုတလုံးတည်ကြီးမှာ2-1နဲ့ပွဲပြီးခဲ့တာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကတီကိုဘက်က level 100ရှုံးပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ level 60ရှုံးပေးထားတာကြောင့်ပုံမှန်ထပ်တော့အောက်ရောက်နေတယ် ြေးအနှဲငယ်ပြော့တယ်။ level 60ရှုံးမှာနှလုံး30ရှုံးကိုပေါင်းကြည့်ကြောက်ဒီတစ်ပေါက်ဒီကိုအနေနဲ့အရန်ကြီးဖွင့်ကန်စရာအကြောင်းမရှိနိုင်ဘူး။အလားဘက်ကိုကြည့်ရင်လည်းလက်ရှိအလားဘက်ဟာကိုအောက်တွေကြီးပဲတောက်လျှောက်ဖြစ်နေတယ်။နောက်ဆုံးကိုဝဲမှာ10ပွဲက under 2.5တွေဖြစ်နေပါတယ်။ဆိုတော့ဒီကိုဟာဒီနေ့ကန်ရတဲ့ရည်ရွယ်ချက်ဘာလဲပေါ့နော်။ဘာမှတော့မရှိဘူး။အဲ့တော့လက်ရှိ Champion League ဝင်ခွင့်ရလည်းတေးကြနေပြီ။အောက်က Real Betis နဲ့ကလည်းအများကြီးပြတ်နေတယ်။ဆိုတော့ကစားခွက်ပဲစမ်းရုံပဲပေါ့လေနော်အဲ့တော့လက်ရှိတီကိုဟာ လက်ကြံပွဲတွေထဲမှာစိုးစီးတဲ့ကြံတယ်အိုစာဆိုနာကြံတယ်ရီယက်ဘက်တွေကြံတယ်ဘာမှတော့အရင်ကြီးမျောလင်းလို့မရအောင်ဆိုတော့ကန်ကြံတယ်လို့တော့ကန်လိုက်မယ်ဒါပေမဲ့အလာဘတ်ကန်နဲ့ယူရချက်ကတော့ရှိတယ်ရှင်းတယ်တန်းစင်းတော့ကလက်စပါမတ်စ်နဲ့လက်ရှိနှစ်မှတ်ပဲကွာတာကြောင့်ဒီကြောက်ဒီပွဲကနိုင်အောင်ကန်ပါလိမ့်မယ်နော်ဒါကြောင့်ဒီကိုရဲ့ body ကြီးရှုံးနေရခြင်းလို့တော့ကျွန်တော်ယူဆတယ်ဆိုတော့ level 60ရှုံးဆိုတဲ့ပမာဏဟာဒီကိုကအခက်မသင့်နိုင်ကောင်းနိုင်သွားနိုင်တယ်ဒါပေမဲ့အိမ်ဝင်းတောက်လျှောက် under 2.5တွေကြီးပဲကန်တဲ့အချက်ရဲ့နောက်ဆုံးပွဲမှာ last bar match ကို1-0နဲ့ရှုံးထားတဲ့ဒီကိုခြေစွမ်းရဲ့ကြောင့် နေမယ်ဆိုရင်တော့အလာဘက်မိုက်တယ် go out မိုက်တယ်နှစ်ကြောင်းနဲ့ရတဲ့ကြောင်းအ ਨੇ ဆုံးဝင်နိုင်ပါတယ်ဆွေးပါတယ်နော်အဲ့တော့အလာဘက် body အလာဘက် go out ဖြစ်ပါတယ် okay အဲ့တော့နောက်တစ်ပွဲက Valerian နဲ့ကျွန်တော် Osasuna ပွဲပါတလုံး30ရှုံးသုံးလုံးတည်ဖြစ်ပါတယ်ပထမအကြော်တော့က Osasuna ရင်ကမှ Osasuna ဘက်ကဒဲကြီးပေးတာတူးတူးနဲ့ပဲပွဲပြီးတယ်ဆိုတော့ဒီနေ့ဘက်မှာတကယ်ပေးတဲ့နေကြ Valerian level တရာရှုံးပေးရမှာ Valerian level တရာရှုံးစားတလုံး30ရှုံးဆိုတော့တော်တော်ကြီးပြင်းပါတယ်နော် Valerian တော်တော်ကြီးပြင်းပါတယ်အဲ့တော့လက်ရှိဒီနေ့ဘက်မှာပြန်ကြည့်ရရင် Pino မပါဘူးဗျ ပြီးတော့မပါတာတော့မှအဲ့လောက်ကြီးကြီးပြင်းတာဟာဒီကြောင့်ချန်ပီယံလိဝင်ခွင့်အတွက်ဖြစ်ပါတယ်အဲ့တော့မနစ်က2023ဆက်လာပိုင်းမှာဗယ်လရီရဲ့အိမ်ဝင်ပေးတဲ့ကြီးက level 50ရှုံးမရှိတယ်3-1နဲ့ပွဲပြီးတယ်အဲ့တော့တလုံး50ရှုံးဝင်ရောနောက်ဆုံးပေးခဲ့တာ2016တုန်းကနော်တခါ2014 14တုန်းကတခါအဲ့နှစ်ခါပဲပေးဘူးတယ်ဒီမှာနော်ဟတ်တူကမှအဲ့နှစ်ခါပဲတလုံး50ရှုံးပေးဘူးလားနှစ်ခါလုံးလဲအောင်တယ်3-1 3-1ရွေးဖြစ်ခဲ့တာဆိုတော့အခုလဲထပ်ပြီးတော့တလုံး50ရှုံးဝင်ရောမှာပေးထားတယ်ဆိုတော့တေချာပေါက်၃မှတ်ရမယ်အနေထားမျိုးတော့ဖြစ်နေတယ်ဗျဒါပေမဲ့ခတ်တာက သုံးလုံးတည်ဂိုးပေါင်းကြီးတလုံး90ရှုံးဝင်းမှာသုံးလုံးတည်ဖြစ်တာကြောင့် Valerie ရဲ့ဘက်ကကြီးပဲသုံးလုံးအထိရောက်ဖို့ဆိုတာထက် Osasuna တကူရဖို့ chance ကပိုများနေတယ် Valerie ရဲ့နောက်ဆုံးပွဲမှာဒီ Espanyol အသင်းကိုအဆင့်73က Espanyol အသင်းကိုလုံး90ရှုံးပေးခဲ့တယ်ဒါပေမဲ့ WC နဲ့ပဲကြီးကြခဲ့ပါတယ်ဆိုတော့အဆင့်73က Espanyol ရောတလုံး90ရှုံးပေးခဲ့တာအခုအဆင့်8ကနော် Osasuna ဥရောပဝင်ခွင့်အတွက်သူလဲလက်ရှိနေတာမှာအဆင့်8နော် Europa Conference League ဝင်နေတာ Celta Vigo ကြော်နိုင်တော့ Europa League ဝင်နိုင်မှာဆိုတော့ Osasuna လည်း ပရက်ရှာများတယ်ဗျ။ဒါကြောင့်နှစ်သင်းစလုံးကတော့အမှတ်လုံနေတဲ့အချက်ကြောင့်ဒီဘွဲကအခက်မသိရင်ဝမ်းဝမ်း AC စကြည့်ရနိုင်တယ်။အိုဆာဆူနာလက်ရှိကာရဖောင်တော်တော်လေးကောင်းပါတယ်။ဘီဘာကိုအင်ကွန်းမှာတော့မှဇီးဇီးနဲ့ကန်နိုင်တဲ့အနေအထားမျိုးပါ။ဂျီရိုနာကိုနိုင်လာတယ်၊ဗလာဒိုကတော့ထားလိုက်ပါတော့။တန်ဆင်းဆုံးဆိုတော့ဆေဗီလာကိုနိုင်လာတယ်ဆိုတော့လက်ရှိအမှတ်တွေတရားလေးစုနေတယ်။အဝေးဝန်းကြည့်ရရင်တော့အိုဆာဆူနာအဲ့လိုကြီးကိုမရဘူး။ဒါပေမဲ့လက်ရှိကြီး၃လုံးတည်ဆိုကြတဲ့ကဒီဘွဲက2-1 1-1လောက်တော့ အောက်ထက်ကစကြည့်ရမယ်လို့ယူဆပါတယ်။ဒါကြောင့် body G and ရအရင်များပါတယ်။နိုင်တော့မှကပ်ပြီးနိုင်သွားမယ်ဂျီလို့ယူဆပါတယ်။ဆိုတော့ goal ball လေးပို့အစဉ်ပြေလောက်ပါတယ်။ Osasuna goal ball ဖြစ်ပါတယ်။ Okay ။အဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော်ကြိုက်ဆုံးပွဲပဲ Las Palmas နဲ့ Valencia ။ဒီမှာ Valencia ကလေဟိုလက်ရှိအဆင့်14ဆိုပေမဲ့လက်ရှိ39မှတ်ပေါ့လေ။အဲ့တော့သူတို့ဒီနေ့ပွဲမှာနိုင်တော့42မှတ်နဲ့အပေါ်က44မှတ်ယူရိုပါဥရောပဝင်ခွင့်အတွက် pressure တော့ဆက်ပြီး PR ပေးနိုင်တဲ့အနေအထားပေါ့လေ။ဒါပေမဲ့ပြန်ကြည့်ရရင်တော့ဟို၄ပွဲက ချောင်းနယ်လို့လည်းပြောလို့ရတယ်လို့ကြက်နယ်လို့လည်းပြောလို့ရတယ်။ Valencia ကျန်တဲ့ Liverpool ကိုပြောပြမယ်နော်။ Las Palmas နဲ့နော်ဒီနေ့ပွဲမှာချောင်းနယ်လို့ပြောလို့ရတယ်။ပြီးရင်အိမ်ဝဲမှာ Grafi အသင်းဆိုတော့ Grafi ကပြီးခဲ့တဲ့ပွဲမှာအဲ Valencia မူလားမသိဘူး1-0နဲ့ရှုံးလာတာ။ဆိုတော့အဲ့ပွဲလေးသုံးမှတ်ရနိုင်တယ်။ပြီး Alavet အိမ်ဝဲတကယ်ကန်နိုင်ရနိုင်တယ်သုံးမှတ်က။ပြီးနောက်ဆုံးပွဲပဲကြက်တာ Bilbao Athletic Bilbao အသင်းကိုအိမ်ဝဲမှာအခမ်းမှာဆိုတော့အဲ့ပွဲလေးအိမ်ဝဲအသာကြက်ကြောင့်အောင်းနိုင်ရရှိတယ်နော်။ဒါကြောင့်အဲ့လေးပွဲလုံးသာ12မှတ်ရခဲ့ရင်တော့လက်ရှိ Valencia အတွက်ကဥရောပဝင်ခွင့် ဟိုအခက်မသိရင်ရာသွားနိုင်တဲ့အနေဒါကြောင့်ဒီအမားတော့ခံမဲတော့မတင်ဘူးလက်ရှိပထမကြော့ဗလန်စီယာအသင်းကအင်္ဂွင်းမှာ level တရာရှုံးပြီးခဲ့တာပါ2 3ဆိုတဲ့ရလလေးဖြစ်ခဲ့တယ်လက်စပါမတ်ကတော့ပထမကြော့မှာနိုင်ခဲ့တယ်ဗောဗျာဒါပေမဲ့အနီးကထိခဲ့လို့ဖြစ်တာဆိုတော့ပထမကြော့မှာ level တရာရှုံးပြီးခဲ့တာကြောင့်ဒီဒီဘက်မှာဗလန်စီယာကဒဲကြီးပြေးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ level 20 less bombers ကပြန်ပေးထားတာဒါထူးခြားတဲ့အချက်မရှိဘူးအဲ့တော့လက်ရှိဒီဒီ less bombers ဟာတီကိုတောင်နိုင်တာဆိုတော့လက်ရှိတန်းဆင်းဆောင်ယုံအားလေးတော့ရှိနေတယ်ပေါ့လीเนาะဒါပေမဲ့ လက်စပါမက်ခြေစွမ်းကိုကြည့်ရရင်တော့အရန်ကြီးငိန်နေတဲ့မှာမပါဘူးပြဂရာဖေးကိုနိုင်တာတီကိုနိုင်တာတီကိုနဲ့ဂရာဖေးရဲ့လက်ရှိခြေစွမ်းကဟိုထိုးကြနေတဲ့အနေထားမျိုးကြောင့်ဖြစ်တာပါရီယဆိုစီတက်ကိုရှုံးလာတယ်ဆက်တာဖီကိုတည်ရပဲရတယ်ရီယဘက်ကိုရှုံးတယ်ဘီဘာကိုရှုံးလာတယ်တစ်ဖက်ကဗီလာရီယိုကိုကြည့်ကြည့်လိုက် ခြေစွမ်းကြီးကထောက်လျှောက်ကြီးညင်နေတာเนาะထောက်လျှောက်ကြီးညင်နေတာတီကိုတသိန်းနဲ့ဝယ်ဇီ3နဲ့နောက်ဆုံးရှုံးလာတာဖြစ်ပါတယ်เนาะအဲ့ဒီထဲမှာမာယော်ကာ1စီးနဲ့နိုင်တယ်ရီယယ်မက်ဒရစ်အိမ်ခွင်းမှာတော့မှ1 2နဲ့ဗလန်စီယာချိန်ခဲ့တာပါဆေဗီလာ1စီးနဲ့နိုင်တယ်ဗလကာနို1 1အက်စပန်ညို1 1ဖြစ်ပါတယ်ဆိုတော့လက်ရှိအဝေးဝင်တောက်လျှောက်လဲကြီးဒီအောင်တဲ့အနေအထားမျိုးမှာဒီဘက်တော့တရေပြင်းတော့ဗလန်စီယာရှုံးနိုင်မယ်မထင်ဘူးဗျเนาะဒါကြောင့်ဒီဘက်လည်းကြောင့်မောင်းထဲမှာဗလန်စီယာလေးပဲပြစ်ထည့်ထားပါတယ်ဗလန်စီယာ body ဖြစ်ပါတယ်เนาะအဲ့တော့ level 20ရှုံးမှာနှလုံး80ရှုံးဆိုတော့ဂေါပေါင်းကြီးကြောင့်လဲဂေါပေါင်းကြီးအရင်ပြင်းလုံးနေနှစ်သိန်းစလုံး 900နိုင်ကြီးများပါတယ်ဆိုတော့တေချာတာတခုကတော့ Valencia တေချာပေါ့900ပါလိမ့်မယ်အဲ့တော့ Valencia ပေါ်ဒီပါပဲเนาะโอเคအဲ့တော့နောက်ဆုံးပွဲကတော့ line up အရင်အရေးကြီးပါတယ်ဒီပွဲကျွန်တော်အစရွေးရုံးမလို့ပဲဒါပေမဲ့ line up ထွက်ပြီးမှရွေးချယ်တင်းတယ်လို့ပဲကျွန်တော်ခံယူထားတာကြောင့် Barcelona ပွဲရတော့ကျွန်တော်နောက်ကြပွဲအနေနဲ့ပဲ Telegram မှာတင်ပေးပါမယ်เนาะအဲ့တော့ Valencia Valladolid အင်္ဂွန်မှာ Barcelona ကနှလုံးသေးဒီနေ့ပေးတယ်၄လုံး80ပေါင်းပေးထားတယ်ဒုတိယအကြော့ Inter Milan အင်္ဂွန်မှာသွားကြရမယ့်ပွဲရှိတဲ့အတွက်เนาะ Barcelona အနေနဲ့ ဒီအန်ဆူဖာဒီရိုနဲ့ပဲပေါ်ထွက်လာပြီးတော့ရာဖင်းညာကိုတုံးကျင်မှာတုံးလိမ့်မယ်เนาะဒါကြောင့်ကျွန်တော်အစောပွဲအနေနဲ့မထည့်ထားတာဖြစ်ပါတယ်အဲ့တော့ဘာစီလိုနာဟာပထမကြော်မှာအိမ်ခွင်းမှာနှလုံး90ပေါင်းပေးခဲ့တာခွန်နဂိုးပြန်နဲ့အောင်ခဲ့တာဖြစ်ပါတယ်အိမ်ခွင်းမှာတော့မှနှလုံး90ပေးစားထားတဲ့အနေထားမှာအခုအဝေးဝင်းကြီးကနှလုံးတည်ရီဆိုတော့ခြေရတော့ဘာစီလိုနာမတရားကြီးပြင်းနေတယ်ဗျမတရားကြီးပြင်းနေတယ်เนาะအဲ့တော့အကြောင်းတော့ရှိပါလိမ့်မယ်အဲ့တော့ဗယ်လာဒိုလက်ကတော့လက်ရှိဒီဘွဲကတော့ရှော်သွားပြီဆိုတော့ဟိုဖြစ်ကလက်ဆန်းလဲထွက်လာနိုင်တယ်လို့ဒါအိမ်ဝင်းအနေနဲ့လဲဘာစီလိုနာကို ကန်ချင်တယ်လို့တော့ကန်လာနိုင်တယ်ပေါ့လေအဲ့တော့ဒီအဓိကဗယ်လာဒိုးလက်မှာအဓိကကိုသမားဒီနေ့ဘက်မှာမပါနိုင်ဘူးတိုက်စစ်ကတော့လက်ရှိအနေထားအရအဲနည်းနည်းလေးကောင်တာပြန်ပေါက်တာကြောင့်တောက်လျှောက်တော့ကိုရနေတယ်ဘတ်တစ်တဲ့ပွဲမှာ5 1အိုဆာဆိုနာကို2 3တီကို4 2ဆိုတော့တောက်လျှောက်တော့ over လေးတွေတော့များနေတယ်ပေါ့လေဒါပေမဲ့၄လုံး80ပေါင်းဆိုတဲ့အနေထားဟာလေဘာစီလိုနာဘက်ကကြီးပဲ individual over 2.5ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်ဒါဆိုဒီပွဲကဘလို့ပဲဖြစ်ဖြစ်ဟိုဟိုလိုင်းမထွက်ခင်တော့ ပြောလို့မရတဲ့ပွဲမျိုးပါเนาะအဲ့တော့ဘာကာဟာလက်ရှိနောက်ဆုံးပြောမှာတော့6ပွဲဆက်ကြီးကြထားပါတယ်เนาะကြီးကြထားပါတယ်ဒါတော့နိုင်ရမ3မှတ်နဲ့ကပ်ပြီးအောင်သွားနိုင်တဲ့အနေအထားလေးရှိတာကြောင့်နည်းနည်းလေးအနေရများတယ်ရာဖင်ညာတို့အောက်စုပါမယ်ဆိုရင်တော့ပက်ဒရီတို့ဂါဗီတို့เนาะပါမယ်ဆိုရင်တော့ဒီပွဲကဘာစီလိုနာပဲနေရာမှာဖြစ်ပါတယ်နောက်ဆုံး6ပွဲဆက်ကြီးကြထားတဲ့ချက်ကြောင့်ဒီနေ့ဘာစီလိုနာကြီးအောင်လာနိုင်ပါတယ်ဒါပါပဲเนาะโอเคဒါတော့ဒါဒီနေ့ရဲ့လာလီကပေါ်ချုံသုံးချက်ဖြစ်ပါတယ်โอเคအပြင်တော့ကျွန်တော်နောက်ထပ် live မှာနောက်ဆုံး live လေးပေါ့เนาะအဲ့ဒီမှာ ဘွန်နလီကာပွဲချုပ်သုံးသချက်နဲ့အတူရွေးချယ်မှုနော်စတာဝဲတွေမောင်းလေတောက်လျှောက်ပြောပြီးတော့မှာဖြစ်ပါတယ်။โอเคအဲ့တော့ဒါ Wise Bomb မှာဆော့ချင်တဲ့ညီကိုရင်းလာလေဒါ Gomi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ကြီးရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါက Wise Bomb မြန်မာ Facebook page နဲ့သူတို့ application သို့မဟုတ် website link ရဲ့ customer service code လေးကိုနှိပ်ပြီးတော့လေ24နာရီသိလို့ရတယ်မြင်မြင်လို့ရပါတယ်။ဆိုတော့ဒီနေ့ဒါကြည့်ရှု brother တွေ share ပြ brother တွေ comment ပြ brother တွေကြောက်ရှင်းရကျေးဇူးများဒီမှာရပါမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ။